ဘူရီတက်ဆက်တော်ဘူရီတက်ဆက်တော်သည်ဗုဒ္ဓဘာသာ၏ဇကြီးဆယ်ပွဲမှမဟာနိပတ်ဆက်တော်တွင်စထမမြောက်ဆက်ဖြစ်ပြီးဖျားရှင်၏ယခင်ဘဝတစ်ခုဖြစ်သည့်ဘူရီတက်ငကားမင်း၏သီလပါရမီကိုကျင့်တရားဖြည့်ခြင်းမှုကိုပေါ်ပြသည့်ဇက်တော်တစ်ပုဒ်ဖြစ်သည့်ဤဇက်တော်ကိုဖျားရှင်ကိုရတော်တိုင်တာဝိထိပြီးဇေတဝင်ကျောင်းတော်၌ ဥပုပ်သတင်းဆောက်တည်ကြသောဒါယကာများကိုအကြောင်းပြု၍ဟောကြားခဲ့ခြင်းဖြစ်သည့်အောက်တွင်ဝရီတက်ဇတ်တော်၏အသေးစိတ်အကြောင်းအရာကိုဖော်ပြပေးထားပါသည်ဇတ်တော်၏နောက်ခံအကြောင်းအရာတွင်ဝရီတက်သည်ဗုဒ္ဓဖျားလောင်း၏ယခင်ဘဝရွာငင်းနဂါမင်းဘဝဖြစ်ခဲ့မှုသည်ရှေးရှေးတုန်းကနဂါပြည်တစ်ခုမှာစီးစိမ်ကျွဲဝတဲ့နဂါမင်းတစ်ပါးရှိခဲ့တယ်သူ့နာမည်က မူရီတက်ဒီနဂါမင်းဟာဖះလောင်းရဲ့ယခင်ဘဝတစ်ခုဖြစ်ပြီးသူ့ရဲ့တီလောက်ကိုခြင်းကိုအတက်ထက်ပိုတံမိုးထားခဲ့သူပါဒီဇလန်းဟာမူရီတက်ရဲ့စိတ်ရှည်မှုတီးခံမှုနဲ့ သူ့ရဲ့ကိုကျင့်တရားကိုဘလို့ဆောင်ထင်းခဲ့တယ်လဲဆိုတာကို ဖွင့်ဟပြမဲ့ဇလန်းတပုတ်ပါဒါဆိုငကားပြည်ရဲ့ခန်းနာတဲ့နန်းတော်ကနေစတင်ကြည့်ရအောင်ဟိမဝနာတောင်ချီမှာလူသားမျက်စိဖြင့်မမြင်နိုင်တဲ့ငကားပြည်တစ်ခုရှိတယ်ဒီငကားပြည်မှာရွှေရောင်နန်းတော်တွေကြောင်းမြေရဏနာတွေနဲ့ပြည့်နှက်နေတဲ့ဒီနေရာမှာဘူရီတက်ဆိုတဲ့ငကားမင်းတစ်ပါးနေထိုင်နေသူ့မှာသူ့တဒနာအကိုကြီးသူ့ဘောက ညီလက်ကာနာရိထညီငယ်ဆိုတဲ့ညီကိုသုံးရှိတယ်သူတို့ရဲ့မိခင်သမုဒ္ဒစာကတော့နဂါမိဖုရားတပါးဖြစ်ပြီးသားတွေကိုအလွန်ချစ်ခင်တဲ့တနေ့မှာဘူရိတက်ဟာတရားမင်းရဲ့နတ်ပြည်ကိုတွားရောက်လဲပတ်ခွင့်ရတယ်။နတ်ပြည်ရဲ့စည်းစိမ်တွေကိုမြင်တဲ့အခါသူ့စိတ်ထဲမှာနတ်အဖြစ်ကို တောင်းတလာခဲ့တယ်။ဒါပေမဲ့နတ်အဖြစ်ရောက်ဖို့ဆိုရင်တီလာပါရမီကိုဖြည့်ခြင်းရမယ်ဆိုတာသူသိလာတယ်။ ဘူရီတက်က သူ့မိခင်ရှေ့မှာဒူးထောက်လိုက်ပြီးပြောတယ်အမေကျွန်တော်လူပြည်ကိုသွားပြီးဥပုပ်တည်င်းစောက်တည်ခြင်းပါတယ်ဒီလိုမှကျွန်တော်ရဲ့တီလာကိုတန်းစင်နိုင်မှာပါ သမုဒ္ဒဇာကစိတ်မသက်မသာဖြစ်ပေမဲ့သားရဲ့ဆန္ဒကိုခွင့်ပြုလိုက်တယ်ဘူရီတက်ဟာယမုနာမြင့်အနီးကဖြူကောင်ပထိုးတစ်ခုမှာဥပုပ်တည်င်းစောက်တည်ဖို့ဆုံးဖြတ်တယ်သူဟာနေ့စဉ်ငကားပြည်ကနေလူပြည်ကိုသွားလာပြီး သူ့ရဲ့ငကားခန္ဓာကိုပထိုးပေါ်မှာ ခေါင်းလျက်ဒီလာဆောင်ထင်းနဲ့သမုဒ္ဒဇာရဲ့အိမ်မက်ဆိုးတညမှာ သမုဒ္ဒဇာဟာအိမ်မက်ဆိုးတစ်ခုကိုမှတ်တယ်။အိမ်မက်ထဲမှာသူမြင်လိုက်ရတာက သူ့သားတော်ဘူရီတက်ကို လူသားတွေကဖမ်းဆီးပြီးနှိမ့်ဆက်နေကြတာပါ။ သူ့ရဲ့ငကားခန္ဓာကြီးကို ကျိုးတွေနဲ့တုံအောင်ထားပြီးလှန်တွေနဲ့ထိုးနေကြတယ်။သမုဒ္ဒဇာဟာအိမ်မက်ထဲမှာအော်ဟစ်ငိုကြွေးပြီးနိုးလာခဲ့တယ်။ဒီအိမ်မက်ကြောင့်သမုဒ္ဒဇာဟာစိတ်မထိန်နိုင်အောင်စိုးရိမ်ပူပန်လာတယ်။သူကသားတွေကိုခေါ်ပြီးပြောတယ်။သားတို့ရဲ့ဘူရီတက်ကို မြ мян ရှာပြီးပြန်ခေါ်လာကြပါ သူ့ကို အနည်းတစ်ခုခုဖြစ်နေပြီလို့အမေခံစားရတယ်။ဒါနဲ့အကိုကြီးသူ့တဒနာက မြေကိုတွေကိုတာဝန်ခွဲဝေပေးတဲ့သူဘောကကို ဟိမဝန္နာကမြေကြီးငါးစင်းမှာရှာဖွေဖို့စေခိုင်းတဲ့ကာနရိထာကိုနတ်ပြည်မှာရှာဖွေဖို့ပို့လိုက်တဲ့သူကိုရိုင်းကတော့လူပြည်မှာရတဲ့ရောင်ဖန်ဆင်းပြီးဘူရီတက်ကိုရှာဖွေဖို့ထွက်လာတဲ့ဒီအချိန်မှာ သမုဒ္ဒဇာရဲ့တူမဖြစ်သူအစမှုကီဆိုတဲ့နဂါမင်းသမီးလေးကလည်းလိုက်ပါလာခဲ့တယ်သူက ဖားမငယ်တဲ့တံနဲ့သူ့တံနဲ့အတူ လူပြည်ကိုလိုက်ပါလာခဲ့တယ် တရက်မှာယမုနာမြစ်အနီးကဖြူကောင်ပထိုးမှာဥပုပ်သတင်းဆောက်တည်နေတဲ့ဘူရီတက်ကိုအလံပဲပုံနာဆိုတဲ့ငွေစရာသမားတယောက်ကတွေ့သွားတယ်။ဘူရီတက်ရဲ့ခန်းနာတဲ့ငကားခန္ဓာကို မြင်တဲ့အခါမျက်လုံးပြူသွားတယ်။ဒီငွေကြီးနဲ့ငါချမ်းသာနိုင်တယ်ဒီငကားကိုဖမ်းပြီးရွာတွေမှာဖျော်ပြပွဲလုပ်ရင်ငွေတွေအများကြီးရလာမယ်ဘူရီတက်ကသူ့ရဲ့တီလာကိုစောင့်ထင်းဖို့ဆုံးဖြတ်ထားပြီးသားမို့ အလံမဲမွေစရာကိုမခုခံပဲဖမ်းခံလိုက်တဲ့အလံမဲမွေစရာကဘူရီတက်ကိုကျိုးရည်နဲ့တုံနှောင်ပြီးချင်းတောင်းထဲမှာထည့်လိုက်တယ်။အဲဒီကစပြီးဘူရီတက်ရဲ့ဒုက္ခခရီးစဉ်ဟာ စတင်လာရခဲ့တယ်။အလံမဲမွေစရာဟာဘူရီတက်ကိုရွာရီမှာခေါ်သွားပြီးငွေကပြသည့်ဖြောပြေပွဲတွေလုပ်တယ်။ ချင်းတောင်းကိုဖွင့်လိုက်တဲ့အခါဘူရီတက်ဟာသူ့ရဲ့နဂါးပုံတရံနဲ့ထွက်လာတယ်။သူ့ရဲ့မျက်လုံးတွေက မီးရှံလိုတောက်ပနေပြီးခန္ဓာကိုယ်ကရွှေရောင်နဲ့တလက်လက်တောက်ပနေတယ်။ပရိသတ်တွေဟာအံ့ဩပြီးအော်ဟစ်ကြတယ်။အလံပဲမွေစရာဟာငွေကြေးတွေအများကြီးချမ်းသာလာတယ်။ဒါပေမဲ့ဘူရီတက်ရဲ့နှလုံးသားထဲမှာတော့ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတယ်။ တနေ့မှာအလံပဲမွေးစရာဟာဘူရိဒက်ကိုဗာရာဏသီပြည်ကိုခေါ်လာပြီးတာဂရပြမတဲ့မင်းရှိမှဖျော်ဖြေဖို့ပြင်ဆင်နေဗာရာဏသီမင်းက သမုဒ္ဒဇာရဲ့အကူဖြစ်ပြီးဘူရိဒက်ရဲ့ဥရီတော်ဖြစ်တဲ့ဒါပေမဲ့ ဘူရီတက်ကိုနဂါးပုံတံတန်နဲ့ပဲမြင်ဖူးတာမို့ဘသူမှသူ့ကိုမမှတ်မိကြဘူးဖြောပြေပွဲမတိုင်ခင်မှာသူတတနာနဲ့အစမှုခီတို့လည်းဗာရာဏသီပြည်ကို ရောက်လာတဲ့သူတတန်ကယတိတတန်နဲ့လူအုပ်ထဲမှာရက်နေပြီးအစမှုခီကတော့ဖားမငယ်ပုံစံနဲ့သူ့အနားမှာရှိနေတဲ့ဖြောပြေပွဲစတင်တဲ့အခါအလံဘယ်ကချင်းတောင်းကိုဖွင့်လိုက်တယ် ဘူရီတက်ဟာငကားပုံတရံနဲ့ထွက်လာပြီးလူအုပ်ကိုကြည့်တယ်ဒီအချိန်မှာသူ့မျက်လုံးတွေကသူ့တတန်နဲ့ဇမုခီကိုမြင်လိုက်တယ်ဘူရီတက်ရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေပြည့်လာတယ်သူဟာချင်းတောင်းလေးကနေဖြည်းဖြည်းခွဲထွက်လာပြီး သူတတန်ရဲ့ခြေထောက်နားမှာ သူ့ရဲ့နဂါးဦးခေါင်းကိုတင်လိုက်တဲ့သူတတန်လည်းညီတော်ကိုမြင်တဲ့အခါမျက်ရည်တွေစီးကြလာတဲ့နှစ်ဦးစလုံးငိုကြွေးနေကြတယ်။ဒီမြင်ကွင်းကိုမြင်တဲ့ပရိသတ်တွေဟာနဂါးမင်းရဲ့အသွင်ကိုကြောက်လန့်ပြီးပြေးလွှားကုန်ကြတယ်။တတန်တယောက်ထဲသာ မတည့်ရက်နေခဲ့တယ်။ဒီဖြစ်ရပ်ကိုကြားသိတဲ့ဗာရာဏသီမင်းက အလံပဲမွေစရာ ပုံနာကိုခေါ်ပြီးအမိန့်ပေးတယ်။ မင်းဖန်းထားတဲ့ဒီနဂါမင်းဟာငါတူတော်ဖြစ်တဲ့သူ့ကိုအခုချက်ချင်းလှုပ်ပေးလိုက်စမ်းအလံမဲမွေစရာဟာဗာရာဏတိမင်းကြီးကိုကြောက်လန့်ပြီးဘူရီဒက်ကိုလှုပ်ပေးလိုက်ရတယ်သူတတန်နဲ့အစမှုခီတို့ကဘူရီဒက်ကိုချက်ချင်းနဂါပြီကိုပြန်ခေါ်သွားတယ်သမုဒ္ဒဇာဟာတားတော်ကိုပြန်တွေးရတဲ့အခါဝန်တာအာရငိုကြွေးပြီးသူ့ကိုရင်ခွင်ထဲမှာဖတ်ထားတယ် အချိန်ကြာလာသောအခါငကားပြည်မှာပျော်ရွှင်မှုတွေ ပြည့်နှံ့နေတယ်။ဘူရီတက်ဟာသူ့ရဲ့သီလကို မထိခိုက်စေဘဲဒုက္ခတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်။သူ့ရဲ့စိတ်ရှည်မှုနဲ့ကိုကျင့်တရားဟာသူ့ကိုအောင်မြင်မှုစီပို့ဆောင်ပေးခဲ့တယ်။ဒီဇလန်းကကျွန်တော်တို့ကိုတင်ပေးတာကဘလောက်ပဲဒုက္ခတွေ့တွေ့ကိုကျင့်တရားကိုဆွဲမြဲစွာစောင့်ထိုင်းမယ်ဆိုရင်အောင်မြင်မှုစီရောက်ရှိနိုင်တယ်ဆိုတာပါပဲ။ ။မူရီတဲ့ရဲ့ဇလန်းဟာတီလာရဲ့တန်ဖိုးကို ပြတာတဲ့အဖိုးတန်သင်ငန်းစာတစ်ခုကိုရလိုက်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။